အာဆနယ်ချန်ပီယံဖြစ်ဖို့အားကောင်းနေပြီဆိုတော့လည်းလက်ခံတယ်မြင်လဲမြင်နေရတယ်ဒါပေမဲ့ပွဲစဉ်30ပဲရှိသေးတယ်တိုက်ဂျယ်ရစ်အပြင်ကိုဆွဲထုတ်လောက်တဲ့အထိတော့လီဗာပူးကိုကျွန်တော်တို့လုံးလို့မရသေးဘူးသူ့ရဲ့စကွတ်တဲရသူ့ရဲ့အတွေ့အကြုံရသူ့ရဲ့လွင်အားရနီးပြရဲ့လုံနိုင်စွမ်းရအဲ့တော့လီဗာပူးကချန်ပီယံကွန်တန်တာထဲမှာကျွန်တော်ထည့်ကိုထည့်ထားရအောင်မယ် အားလုံးပဲမင်္ဂလာပါကျွန်တော် The Sports Corner ရဲ့ပွဲပြီး၃ချက်အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။လီဗာပူးတင်းအားအက်စမီလာတင်းကို2-0နဲ့အမှားယမရှိနိုင်ပြီးတော့ဒါနိုင်ဝဲတဲ့ဝဲကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒီပွဲနဲ့ပတ်သက်တဲ့ပွဲပြီး၃ချက်ကိုကျွန်တော်နဲ့ကိုချင်းညီရပဲအတူတူကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုချင်းမင်္ဂလာပါ။မင်္ဂလာပါကိုနန္ဒာကြီး။ဘာပဲပြောပြောပေါ့လီဗာပူးက နောက်ဆုံး9ပွဲမှာ6ပွဲရှုံးထားတယ်။ဖီလာကနောက်ဆုံး9ပွဲမှာ6ပွဲနိုင်ထားတယ်။ဒီလိုအသင်းကိုကလင်းရှိရတဲ့တစ်ခုနဲ့နိုင်ခဲ့တယ်။နောက်ပြီးတော့မိုဟာမက်ဆာလာကိုပေါက်ပြန်တွေ့ခဲ့တယ်။အားလုံးအပေါင်းလက္ခဏာတော့ဆောင်းခဲ့ပါတယ်။အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ခုချင်းရဲ့အမြင်လေးစပြောပြီးပေါ့။ဟုတ်ကဲ့ပါ။အဲ့တော့ကိုနန္ဒပြောသလိုပဲနောက်ဆုံးဖြစ်နေတာကလီဗာပူးက9ပွဲမှာ6ပွဲတောင်ရှုံးထားပြီးတော့တော်တော်လေးကိုရလက်ဆိုးနေတယ်တဲ့။နောက်ဆုံးပေးမရလိ4ပွဲဆက်ရှုံးထားတယ်တဲ့။အဲ့ရှမ်ဘီလာကတော့တစ်ဖက်မှာနောက်ဆုံး9ပွဲမှာ6ပွဲနိုင်ထားတဲ့တဲ့။ နောက်ဆုံးပေးမြတ်ဒီ၄ပွဲဆက်နိုင်ပွဲရထားတဲ့ပွဲစဉ်၅ပြီးပါဗျာဒီနှစ်သင်းရဲ့အနေအထားကလီဗာပူးကထိတ်ဆုံးမှာအက်စတမီလာအဆင့်ရှင်းမှာ၃မှတ်ပဲရသေးတယ်ဒါလီဗာပူးက၅ပွဲပြီးမှာရန်လုံးပြေနိုင်ပွဲ၅ပွဲရနေပြီးတော့ပွဲစဉ်၅ပြီးတော့ပွဲစဉ်၉ပြီးမှာကျတော့ပြောင်းပြန်ဖြစ်သွားတယ်အဆင့်၈ရောက်နေတဲ့နိုင်ပွဲမရသေးတဲ့ဗီလာကအဆင့်၈လောက်ထိရောက်လာတယ်လီဗာပူးကကျတော့၄ပွဲဆက်ရှုံးပြီးတော့အဆင့်၇လောက်ထိဆင်းသွားဆိုတော့တော်တော်လေးပြောင်းပြန်အချိုးကျနေတဲ့နှစ်သင်းတွေ့ခဲ့တဲ့ပွဲဒါပေမဲ့တကယ်တမ်းမှာတော့ အရန်ကိုဖိအားတွေများနေတဲ့အမှတ်လိုအပ်ချက်တွေများနေတဲ့လီဗာပူးဒါအိမ်ခွေးမှာနိုင်ပွဲပြန်ယူနိုင်ခဲ့တယ်တတော်တတနိုင်ခဲ့တာမျိုးတော့မဟုတ်ဘူးဒါတို့ပွဲအစောပိုင်းမိနစ်တွေမှာဆိုတော့ SM Villa ရဲ့တတော်လေးကောင်းတဲ့ဖိအားပေးမှုတွေဂိုးရသွားနိုင်လောက်တဲ့ချင်းချောက်မှုတွေကိုခံခဲ့ရတယ်ဟုတ်ကဲ့ဒါကန်ဂျမာခေါင်းတွေလည်းရခဲ့တယ်ဒါရောဂျာရဲ့ကန်ဂျက်ဂိုးတိုင်ထိပြီးတော့ထွက်သွားခဲ့တာတွေ မက်ဒီကက်ရှေ့ကန်ဂျက်ကိုမမလာရှိပလီမယုံနိုင်စရာကောင်းလောက်ပုတ်ထုတ်ကာဝယ်နိုင်ခဲ့တာဒီနောက်ရော်ဂျာရဲ့အဝေးကန်ဂျက်တို့ဂူသမားကာဝယ်နိုင်ခဲ့တယ်ဒီဘက်မှာဂူသမားရဲ့လက်နှစ်ချိန်လောက်ကာဝယ်မှုတွေရခဲ့တယ်ဂိုးတိုင်ထိသွားခဲ့တာဟိုလစ်ယူနိုက်တက်နဲ့ကိုရှုံးတဲ့ပွဲမှာဆိုကျွန်တော်အများကြီးထောက်ပြခဲ့ကြလစ်ဘုတ်တော်တော်ကံမကောင်းခဲ့ဘူးဟုတ်ကဲ့ပိုင်ခွင့်ရေးတွေတိုင်သုံးချိန်လောက်ထိတယ်တေချာပေါ့ဂိုးရနိုင်တဲ့ chance တွေလွဲခဲ့တာတွေအများကြီးပဲကန်ဂျီမာကောင်းနေမမြင်ခဲ့ရဘူးဒီပွဲမှာတော့ကန်ဂျီမာကောင်းနေသူတို့ဘက်မှာပြန်ပြီးတော့ရခဲ့တယ်အဲ့အစောပိုင်းဗီလာရဲ့ ကန်သွင်းမှု၃ချိန်လောက်မှသာတကိုးလောက်သာစပေးလိုက်ရရင်လီဗာပူးဒီထက်ပိုပြီးဖိအားတွေနဲ့ပြတ်ရခတ်သွားမှာဒါပေမဲ့အဲ့မှာဂိုးမပေးလိုက်ရတာအရန်ကောင်းသွားပြီးတော့သူတို့ပြန်ပြီးတော့ဖိအားပေးလာနိုင်ပွဲကိုဒိုမနိတ်လှုပ်လာနိုင်တယ်မိနစ်20နောက်ပိုင်းမှာဆိုရင်လှုပ်လာနိုင်ပြီးဖိအားပေးလာနိုင်တဲ့အချိန်မှာသူတို့ခွင့်ရီးတွေဖန်တီးလာနိုင်တယ်ဒါပေမဲ့အရင်ချိတ်ဆက်ပုံတွေဆန္ဒတွေစောနေတဲ့ဂိုးရဖို့ဂိုးလိုချင်စိတ်ကအရန်များပြီးတော့လုံတိုင်းမဖြစ်နေဘူးပေါ့နော်ရှေ့မှာတကိုးအတွင်းနဲ့ဣခိတကီလူကျော်နေတယ်ပယ်ဖြတ်ခံခဲ့ရတယ်ဒါပေမဲ့ရမယ်ရတော့လေ ကြိုင်ဘက်ကလက်ဆောင်ကိုဂိုးမမာဒီနက်ဆဲအမှားကပဲဒီနေ့လီဗာပူးနိုင်ဖို့အတွက်ကိုအစာပြူလာအဲ့ဂိုးရပြီးနောက်ပိုင်းမှာတော့ဖီအားကလီဗာပူးကရော့ကျသွားပြီးတော့အဲ့ဂိုးရသွားပြီးနောက်ပိုင်းမှာလည်းဒီဘက်လီဗာပူးနိုင်တော့မယ်ဆိုတဲ့ခံစားမှုတွေကျွန်တော်စပြီးရတယ်အဲ့မတိုင်ခင်မှာတော့လီဗာပူးဖြစ်ပါမလားနိုင်ပါမလားဆိုတဲ့စိုးရိမ်မှုတွေတကယ်ကိုရှိခဲ့ပါတယ်ဒါပေမဲ့မာဒီနက်ကပဲဒီဘက်မှာအက်စတန်ဗီလာရဲ့ဒါဗီလိန်ဖြစ်သွားတယ်လို့ပြောလို့ရပါတယ်ဟုတ်ကဲ့လီဗာပူးကတော့ဘာပဲပြောပြော ဟိုနိုင်ပွဲကတော့တို့အတွက်အားရှိစရာတော့ကောင်းတယ်ဗောနော်တရှိအနေထားအနေပြန်ပြီးရုံးထွက်လာနိုင်ခဲ့ရဲဆိုတော့တို့ပြနိုင်ခဲ့တယ်နောက်ပြီးတော့ကျွန်တော် converse နဲ့ macalister ပြန်တွဲထားပြီးတော့ subo နံပါတ်10ရုပ်ပြန်ပို့လိုက်တဲ့ပုံစံမျိုးလေးတွေမြင်ရတယ်ဗောနော်အဲ့တော့ဒီအခြေအနေလေးတွေမှာကစားကွက်လေးတွေပို့ပြီးတော့တည်ငြိမ်သွားတယ်ဘာပဲဖြစ်ဖြစ်ပါ liverpool ကဒီရာသီမှာ balance မညီတာအဓိကပြဿနာဖြစ်နေတယ် arnest law လည်းဝေဖန်မှုတွေအရင်မြင့်တက်ပြီးတော့တော်တော်လေးခက်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 အခြေအနေမှာမှနိုင်ခဲ့တာဒီမတိုင်ခင်ကတော့ arnest law သူ့အသင်းကိုလုံးဝ ပျော်ရွှင်နေပြီးတော့သူဒီအသင်းက AC ပဲပေါ့နော်ဒီအချိန်မှာဒီကစားသမားတွေရောနီးပြရောသူတို့အသင်းရဲ့ဟိုခက်ခဲနေတဲ့အချိန်ကာလမှာ support ပေးဖို့ပေါ့ supporting ပေးဖို့အများကြီးလိုအပ်ပါတယ်ဆိုတာလေး request လို့ဝါလေးကျွန်တော်သဘောကျတယ်ဘာကြောင့်လဲဘာလို့ပြည်သက်တွေအနေနဲ့စိတ်ရှည်ရာဂျိုနဲ့တယ်ပေါ့နော်ဒီနိုင်ဝဲနဲ့အတူအဲ့တော့တစ်ဖက်ကပြီးသားကြတော့အရန်မဆိုးခဲ့ဘူးဒါပေမဲ့ဂိုးသမားအမားကတော့တော်တော်လေးတာသွားခဲ့တယ်ဒီပွဲမှာကျွန်တော်ပြောင်းမြန်ပါမမသာရှိလေးကိုကျွန်တော်တို့တော်တော်များဝေဖန်ခဲ့ကြတယ်အလီစင်ဘက်ကနာသွားရင်နောက်ပိုင်းမှာသူ့ရဲ့ ဒါဘယ်လိုပြောလဲအရန်ကောင်းတဲ့ပုံစံမျိုးကျွန်တော်မမြင်ရဘူးပေါ့နော်ဒါဒီဘက်မှာအဲ့ပုံစံကောင်းတစ်ခုပြန်တွေ့ရတာဒါကိုသမားနေရာတော့အာတက်ဆရာကောင်းတယ်ဖီလာကတော့အခြေအနေတွေကနေပြန်ပြီးတော့ရုပ်ထုတ်လို့မာတီနက်စ်ကကျွန်တော်တို့အမြဲဘာပဲဖြစ်ဖြစ် image ရဆိုရင်တော့ဘဝတာရှိပြီးတဲ့တာတာပေါ့နော်ဒါပေမဲ့ဒီကအမှားတွေများခဲ့တယ်အဲ့တော့လစ်ပါဘူးရဲ့ဒီပွဲမှာကစားသွားတဲ့ခြေစွမ်းမှာကိုချီချီအားရတဲ့အပိုင်းလေးနဲ့အားမရတဲ့အပိုင်းလေးလည်းပြောပြပါဟုတ်ကဲ့ပါ အားရတဲ့အပိုင်းကတော့ဒီကိုနနာရှိမှပြောသလိုကွဲလေတီဆောက်ပုံတွေအလုံးလုံးပုံတွေပြန်ပြီးတော့ဟန်ချက်တစ်ခုကိုပြန်တွေးလာ River Bull ရဲ့ Rhythm တစ်ခုသူတို့ရဲ့ဒီ balance ဖြစ်မှုတစ်ခုကိုပြန်ပြီးတွေးလာ Gravel Bash နဲ့ Malisa တွဲလိုက်တဲ့အချိန်မှာအကောင်းဆုံးဖုံးတော့မှဟန်ချက်ညီမှုလေးပြန်တွေးရတယ် Super Slice ဆိုရင်တတော်အားရဖို့ခေါ်တာ DRD Liverpool ရဲ့အကောင်းဆုံးကစားသမားလို့ Liverpool ပွဲကြည့်နေတိုင်းမှာအဲ့ဒါကိုခံစားမိတယ်တိုက်စစ်မှာသူဘောလုံးလက်ခံရတဲ့အချိန်တွေအသင်းပေါ်ရင်းနဲ့ချိန်ဆက်ပုံတွေသူတိုက်စစ်မှာကန်ချက်တွေ ်ပထမပိုင်းမှာတည်းကကန်ကျက်နှစ်ချိန်လောက်လုတ်တယ်စူကိုစလိုက်ပဲဒါဗီလာကိုချင်းချောင်းနေတာဖိကစ်ကလည်းဒီချိန်အေးအထိတ်ကလည်းဒီချိန်ပြီးတော့ခံစစ်ဇုံတွေဘောလုံးပြတ်သွားတဲ့အချိန်တွေမှာလည်းခံစစ်ဇုံကိုလိုက်ပြီးတော့နေရာယူပုံတွေပြန်ပြီးတော့အဲ့ဘောလုံးကိုကာဗာလုတ်သွားတာတွေအဲ့ဘောလုံးပြန်ရတဲ့အချိန်မှာတိုက်စစ်နဲ့ပြန်ချိတ်ဆက်တာတွေဒီအားဒီမှာတော့စူပါစလိုက်ကတကယ်သူ့ရဲ့အကောင်းဆုံးစီဇန်တစ်ခုကိုဖျက်ဆီးနေတယ်လုတ်ပြနေတယ်နှစ်မျိုးဖို့ကောင်းတာကသူ့အကောင်းဆုံးရာသီမှာမှအသင်းပေါ်ရဲ့ ခြေစွမ်းကမနှစ်ကလိုခြေစွမ်းမဟုတ်တော့အကောင်းဆုံး peak form မှာမဟုတ်တော့ပဲနည်းနည်းရော့လာပါတော့ဆာလာလို့ရော့လာတယ်မဲလစ်စတာလို့ကြံ့ခိုင်မှုမပြေတော့တော့ဒီယာဒီရဲ့အကောင်းဆုံးခြေစွမ်းမမြင်ရသေးဘူးဒါ gram bash ကတော့မဆိုးပါဘူးအဲ့တော့တဖြည်းဖြည်းနဲ့ဒါအသင်းပေါ်တွေအားလုံးပုံစံကောင်းမရတဲ့ချိန်မှာတော့မ Super Slam ကသူ့ရဲ့ top level မှာဒီ performance ကိုဒီတရာဒီလုံးထိန်းထားနိုင်တာတော့အားရဖို့ကောင်းတယ်ဆာလာကတော့ဒီဘက်မှာဂိုးရသွားခဲ့တယ်ဆိုပေမဲ့အမှန်တိုင်းပြောရင်တော့တိတ်တော့အားမရသေးဘူးပြဆာလာရဲ့ကျွန်တော်တို့မြင်ခဲ့ဘူးတဲ့အကောင်းဆုံးဆာလာမဟုတ်သေးဘူး ခံချက်တွေဘလုံးထိန်ပုံတွေတိုက်စစ်မှာနေရာယူပုံတွေအသင်းပုံတွေချိတ်ဆက်ပုံတွေမှာဟိုဆလာရဲ့အကောင်းဆုံးခြေသွမ်းတဲ့နှိုင်းရှင်ပဲဆိုရင်ခက်ဝေးဝေးမှာရှိနေသေးပဲဒါပေမဲ့ကံကြမ္မာကောင်းတစ်ခုတော့သူ့ကိုပြန်ပြီးတော့ယုံကြည်မှုတစ်ခုပြန်ရဖို့အတွက်ဒီလို turning point လေးတွေလည်းလိုအပ်တယ်။ဒါပြိုင်ဘက်ကိုသမားမာတီနက်ဆိုတာ တကယ် world class ကိုသမားတကယ်ကမ္ဘာစဉ်ကိုသမားပွဲကြီးတွေမှာဆိုအရန်ကောင်းတတ်တယ်အမှားလည်းအရန်နေတဲ့ကစားကိုသမားကဒီပွဲမှာမဖြစ်တဲ့နဲ့အမှားကျူးလို့ ਨੇ ဆလာခြေထဲကိုဘောလုံးထိုးထည့်ပေးလိုက်တယ်။ဆလာဒီရလာတဲ့ခွင့်ရတော့ လုံးဝထိမ့်တော့မထိမ့်မနဲ့ဒီငိန်နဲ့ကန်သွားတယ်ဒီဂိုးကလည်းသူ့အတွက်ထူကြရတယ်လီဗာပူးအတွက်ဒါကြိုက်ပွဲဆိုမှာ twin goal 250ပြည့်ခဲ့တဲ့ဂိုးပေါ့နော်ပေါင်36စမ်းနဲ့ဒီခေါ်လာခဲ့တဲ့ဆာလာကလီဗာပူးတင်းရဲ့ကန်တွင်ကစားမှာဂိုး250လောက် twin ပေးထားမယ်လို့ဘယ်သူမှမထင်ခဲ့အဲ့ကာလမှာကျွန်တော်ကိုယ်တိုင်လည်းမထင်ခဲ့ဘူးဒါပေမဲ့ဆာလာဒါကိုလုပ်ပြခဲ့တယ်တကယ်လို့ living legend ဒီချိန်မှာတော့ဆာလာရဲ့အကောင်းဆုံးချိန်တွေကတော့ကျော်သွားခဲ့ပြီဆိုတာကတော့အမှန်တရားနဲ့ပို့ပြီးတော့နှီးစက်လိမ့်မယ်ဒါက ဝမ်းနေဖို့တော့ကောင်းတယ်ဒါပေမဲ့ဒါတကယ်အမှန်တရားပဲဘယ်တော့မှမကပ်ပိုယုံတယ်အီဂျီတီကီလည်းမစိုးဘူးဒီပွဲမှာတိုက်စစ်မှာအဲ့တော့လီဗာပူးကဟန်ချက်ညီမှုလေးတစ်ခုပြန်ရှာတွေ့တယ်တပွဲစား နိုင်သွားတယ်ဆိုတာတက်လီဗာပူးရှုံးခဲ့တဲ့ပွဲတွေတော့လည်းကျွန်တော်ဒါကိုအမြဲတမ်းပြောခဲ့ပါတယ်လီဗာပူးကရှုံးတယ်ဆိုမဲ့ on the margin လေးမှာရှုံးနေတယ်ခြေစွမ်းကဆုတ်ပြတ်တက်ပြီးရရမရှိအောင်ဖြစ်နေတာမျိုးမဟုတ်ဘူးကျွန်တော်ဘယ်ပွဲကိုပဲကြည့်လိုက်ကြည့်လိုက် Crystal Palace ကိုရှုံးတဲ့ပွဲမှာဆိုလဲနည်းနည်းလေးပဲအဲ့ on the margin လေးမှာကတ်ရှုံးသွားတာမျိုးတွေဖြစ်နေတယ် United နဲ့ပွဲမှာဆိုလဲအခွေးတွေအသုံးမချနိုင်ဘူးပြိုင်ဘက်ကရလာတဲ့ခွေးကိုအထီးထီးမြေအသုံးချသွားတယ်ရှုံးသွားတယ်ဆိုတာမျိုးလေးတွေမြင်နေရတယ်ဆိုတော့လီဗာပူးကအရန်ကြီးရုပ်ပြတ်ဆင်းပြတ်ဖြစ်နေရမှာမဟုတ်ဘူးဒီပွဲမှာနိုင်သွားတယ်ဆိုတာလဲအဲ့ဒါပဲအစောပိုင်းမှာ သူတို့တဲဖို့ခန့်နေတဲ့အချိန်မှာအခွင့်အရေးတွေပေးရတယ်ကိုမပေးလဲရအောင်အရန်ကောင်းသွားတယ်မမလာရှိပြီလीခုနကကိုဏနာပြောတဲ့နှစ်ချက်ပေါ့နော်ရောင်းနေရလို့ထင်တယ်ကိုသမမလာရှိပြီရဒီကွဲမှာတကယ်ကို base နှစ်ချိန်လောက်လှုပ်သွားတဲ့အချိန်မှာဟုတ်ကဲ့အရန်ကိုစိတ်ချရပါဆိုတော့ကိုသမမာတီနက်စ်ကမဖြစ်တဲ့အမှားကြီးနဲ့လီဗာပူးအတွက်အဖွင့်ကိုလက်ဆောင်ပေးသွားဆိုတော့ဒါတွေကလည်းပွဲရဲ့အဲ့မာဂျင်လေးတွေနည်းနည်းလေးရဒီပွဲမှာတော့လီဗာပူးဘက်ကိုပြန်ရောက်လာတယ်လီဗာပူးအတွက်ဖြစ်သွားတယ်လို့ပဲကျွန်တော်တို့မြင်တာပဲအဓိကတော့ချီချူဝါတဲ့ဒါကိုချီချူပြောခဲ့တဲ့ဆိုဘောပေါ့နော်ဆိုဘောစလိုင်းကျွန်တော်ဒီရာဒီမှာ ဟိုဘယ်လိုပွဲစဉ်30ပေါ့ခုပွဲစဉ်30အပြီးမှာကျွန်တော်အကောင်းဆုံးကွန်းလေကစားမှာ3ယောက်ရွေးဆိုကျွန်တော်တော့ဘာမှမခဲရင်တော့ဘူးဟုတ်ကဲ့ကိုင်စီတို့ဒက်ကန်ရိုက်စ်ဆူပါစလိုင်းပဲဒီ3ယောက်ကရာသီကိုဝင်တော်ကပရီးမီးယားလေးရဲ့အကောင်းဆုံး17ယောက် ထဲမှာတော့မကွန်းနဲ့၃ယောက်ပါလာနိုင်တယ်လို့ကျွန်တော်ထင်နေပြီပေါ့နော်ဆိုတော့ slide အလောက်ထိကောင်းပါတယ်ကျွန်တော်တို့ gravex ကလည်းသူ့နေရာလေးမှာပြန်ကောင်းလာဒီဘက်မှာ rating အမြင့်ဆုံးကစားသမားပေါ့နော်ဒုတိယကိုလည်းသွင်းသွားတယ်ဟုတ်တယ်ဒုတိယကိုလည်းသွင်းသွားတယ်အဲ gravex ကလည်းပုံစံကောင်းပြန်ရလာပြီ gravex ပြီးခဲ့ရတဲ့ block ကောင်းနေတယ်ကျွန်တော်တို့သိပြီလားအဲ liverpool ရဲ့လက်ရှိအနေထား florian wes ကိုအရန်ကုန်ပြန်ပို့လိုက်တယ်အဲ့ဒါကရောမှန်ကန်လားဟိုချိန်နောက်ပြီးတော့ဒီ champion title race ဆက်မှာရော liverpool ကိုကျွန်တော်တို့ကဖယ်လို့ရပြီလားဒါမှမဟုတ်ကျွန်တော်တို့ဆက်ကြည့်ဖို့ logo လိုသေးလား ဖယ်လို့တော့မရသေးဘူးကျွန်တော်တို့အာဆန်နယ်ချန်ပီယံဖြစ်ဖို့အားကောင်းနေပြီဆိုတော့လည်းလက်ခံတယ်မြင်လဲမြင်နေရတယ်ဒါပေမဲ့ပွဲစဉ်30ပဲရှိသေးတယ်ကျွန်တော်၄ပွဲလောက်စတိုက်ရှုံးခဲ့ရုံနဲ့ဒီအခိုက်အတန့်လေးတစ်ခုကလီဗာပူးရဲ့အကြအထိနာသွားခဲ့တာဗောနော်အကြတော်တော်လေးကျန်တယ်အဲ့ဒီအခိုက်အတန့်လေးကိုအမှန်တမ်းဆိုဒီထက်အကြမနာအောင်အန်နီစလွန်နဲ့လီဗာပူးနည်းနည်းလေးဆွဲပြီးတော့ ပြေပြေလေးပဲကြခဲ့ရင်လိုက်ရတာအဲ့လောက်ခတ်မှာမဟုတ်ဘူးသူကနည်းနည်းလေးတော့ပြန်ပြီးလိုက်ရတာခတ်သွားနိုင်တယ်ဒါပေမဲ့တိုက်တယ်ရစ်အပြင်ကိုဆွဲထုတ်လောက်တဲ့အထိတော့လီဗာပူးကိုကျွန်တော်တို့လုံးလုံးမရသေးဘူးသူရဲ့စကွတ်တဲရသူရဲ့အတွေ့အကြုံရသူရဲ့လွင်အားရနီးပြရဲ့လုံနိုင်စွမ်းရအဲ့တော့လီဗာပူးကချန်ပီယံကွန်တနာထဲမှာကျွန်တော်ထည့်ကိုထည့်ထားရအောင်မယ်ဒါပေမဲ့သူတို့မှာသက်သေပြရစရာတွေကတော့ပိုများလာပြီမနှစ်ကနဲ့မတူတော့တာကဒီရသည်မှာလီဗာပူးပွဲကြည့်တိုင်းမှာကျွန်တော်တို့ညင်ရပါတယ်ပြိုင်ဘက်တွေကလီဗာပူးပေါ်မှာမနှစ်ကဆိုရင်အဲ့လောက်ထိ စီစီပူပူနဲ့ရဲတင်းတင်းတုံ့ပြန်တာမျိုးကိုကျွန်တော်မမြင်ရပြိုင်ဘက်တည်းအမနစ်ကလီဗာပူးနဲ့တွေ့ပြီဆိုရင် fear factor တခုနဲ့ကြောက်ကန်ကန်နေရတာဟုတ်ကဲ့လီဗာပူးဘာလုပ်မလဲဆိုတော့အမြဲစိုးရင်စိတ်ကြီးနဲ့ကန်တယ်အခုတော့လီဗာပူးယော့သွားတဲ့ကာလတခုမှာလီဗာပူးဘက်မှာစိုးရင်စိတ်တွေယော့သွားတယ် fear factor တွေကြော့ကြလာတယ်နောက်လီဗာပူးနဲ့တွေ့ရင်ပြန်လုပ်ပြနိုင်တယ်။မနေ့ကဗီလာဆိုပဲကြည့်အစောပိုင်းမိနစ်မှာရဲတင်းတင်းကိုလီဗာပူးကိုပြန်လုပ်နေတာ။လီဗာပူးကိုယ်တိုင်အမှားတွေများတယ်။ကိုနာတေးရဲ့အမှားတွေနဲ့ဂိုပေးက ပေးရလို့ခင်မနစ်ကအဲ့လိုမျိုးကစင်းကလေးရတယ်ကျွန်တော်မမြင်ရဘူးပြန်ပြက်ကရဲတင်းတင်းတုံ့ပြန်မုံလေးမမြင်ရသလိုလီဗာပူးရဲ့ဒီအမှားတွေ individual တွေနဲ့ကစင်းကလေးရတယ်လည်းမမြင်ရဘူးအဲ့တော့ဒါကမနစ်ကလည်းဒီနှစ်ကြားမှာအဓိကကွာဟမှုဒါကတော့ကြုံရမှာအလီဆွန်နဲ့လီဗာပူးတဖြည်းဖြည်းချင်းပြန်တက်သေးပြပြီးတော့တဖြည်းဖြည်းချင်းပြန်ပြက်ဒီ fear factor ပြန်ပြီးဝင်လာအောင်ပြန်တည်ဆောက်ယူရမယ်အချိန်တစ်ခုတော့ပေးရလိမ့်မယ်လီဗာပူးကိုဒါကိုနေနိုင်မေးခွန်းပြောရမယ်ဖြေရမယ်ဆိုရင်တော့ ကျွန်တော်တိုက်တဲ့ကွန်တနာတွေရယ်ဆွဲထုတ်လို့တော့မရနိုင်သေးဘူးသူတို့တသက်သေးပြဖို့တော့ရှိသေးတယ်အခုလာမယ့်တစ်ပတ်မှာဆိုရင်ဂျာရဲ့ထဲမှာချန်ပီယံလိမှာရီယယ်မက်ဒရစ်နဲ့ကစားရမယ်အရန်ကိုဒါအရေးကြီးတဲ့ချန်ပီယံလိပွဲပြီးရင်လာမယ့်တစ်ပတ်မန်စီးတီးနဲ့ပွဲအဲ့မှာလည်းထပ်ပြီးတော့တသက်သေးပြစရာရှိသေးရယ်ဆိုတော့လီဗာပူးနေနဲ့အလုံးလုံးဖို့ကတော့အများကြီးကြံနေသေးတယ်ပေါ့လေဒီအချိန်တွေကိုဘယ်လိုကျော်လွှားမလဲဘာတွေလုပ်ပြရမလဲစိတ်ဝင်စားပါတယ်ဟုတ်ကဲ့အဓိကတော့အဲ့နှစ်ပွဲသာအောင်မြင်သွားပြီဆိုရင်တော့လီဗာပူးကိုကျွန်တော်တို့လုံးဝ ဟာပြန်ပြီးတော့ဟိုဘယ်လိုပြော short တော့လုံးမရပြီပြန်ပြီးတော့တင်ရတော့မှာပေါ့နော်တို့ဒီနှစ်ပွဲကအရေးကြီးတယ်ပေါ့နော် Florian US ကတော့တော်တော်အရန်ကုန်မှာပဲထိုင်နေအောင်ပဲထင်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့လာပို့ပြီးတော့ ဟိုလက်ရှိပုံစံနဲ့ဆိုရင်တော့အဖြစ်အသင့်ဆုံးလို့ပဲထင်တာပဲဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်တို့ဒီဘက်ကတော့ villa ဘက်ကတော့အများကြီးပြောစရာမရှိဘူး villa လုတ်စရာရှိအကောင်းဆုံးလို့ပါ villa အစနဲ့ကအရင်ခြုံထွက်ပြီးကောင်းတဲ့အသင်းမဟုတ်ဘူးအရင်လည်းညံ့တဲ့အသင်းမဟုတ်ဘူးဒါပေမဲ့ unai emery ရဲ့လက်ထဲမှာသူ့ရဲ့ squad တက်နေတော့ unai emery ကပို့ပြီးလုတ်ပြနိုင်တယ်လို့ကျွန်တော်ခန်းစားနေရတော့မယ် villa တို့ကျွန်တော်တို့ပွဲတွေမှာ shot မတွက်သင့်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာပြောတာလေးအများသားဆိုလောပါဘူးရဲ့ဒါဂျာရဲ့ champion ရဲ့ပွဲကျွန်တော်တို့ live commentary ရှိတယ်နောက်ပြီးတော့နောက်တစ်ပတ်ဆိုရင်ကျွန်တော်တို့ ဲ့ဒါဘယ်လိုပြောရမလဲမန်စီးတီးနဲ့အဲ့နှစ်ပွဲသာအောင်မြင်သွားရင်လည်းပေါ့ဘူးဟိုကျွန်တော်တို့လုံးဝပြန်နေပြီးတော့အားပါကြိုဆိုကြတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့ပါဒါကျွန်တော်တို့ The Sports Corner ရဲ့ဝယ်ပြီးသုံးသချက်အစီအစဉ်ဖြစ်ပါတယ်လေပါဦးသိရဲ့ခြေစွမ်းတွေကိုကျွန်တော်တို့လာမယ့်ဂျာရဲ့ပွဲစဉ်တွေနောက်လာမယ့်အပတ်ပွဲကြီးပွဲကောင်းပွဲစဉ်တွေမှာဆက်လက်ပြီးတော့ကြည့်အောင်မှာဖြစ်ပါတယ်အဲ့တော့လေပါဦးပြန်လာမလားကျွန်တော်တို့စောင့်ကြည့်နေဒီစဉ်ဒီမှာပဲဒါကျွန်တော်ရန်နာလိုက်ပါတယ်ကြည့်ပေးခဲ့တဲ့ညီကိုတယောက်ချင်းစီတန်းကိုကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးကကျေးဇူးတင်ပါကြောင်းပြောကြရင်းနဲ့ပဲညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ you <inhales>